။ယောက်ျားဘုရားဟောတဲ့တရားမှာအခက်ဆုံးတရားနှစ်ခုရှိတယ်။အားလုံးသိကြနေပြီ။ဘာလို့ဆိုရင်အခက်ဆုံးဆိုတာဘုရားအတွက်ခက်တာမဟုတ်ဘူး။နားထောင်တဲ့ပုဂ္ဂိုလ်တွေနားလည်ဖို့ခက်တာ။တစ်ခုကပြိဿသမုပ္ပါဒ်တစ်ခုကနိဗ္ဗာန်။အဲ့ဒီနှစ်ဌာနအလုံးကိုခက်ခဲတယ်လို့ဆို။ဘုရားဖြစ်စတော့ကပြိဿသမုပ္ပါဒ်ကိုဆင်းရဲသုံးသပ်ချိတယ်။ဒါကိုရှင်းပြရင်နားလည်ကြမလားဆိုတော့ ဒါလည်းဟုတ်ခက်နေတယ်။နိဗ္ဗာန်ကိုရသော်ပြားမျက်မှောက်ပြုပြီးတော့ဒီတရားရောပြောရင်လူတွေနားလည်းမလားဆိုခက်တယ်။ဟုတ်တမာအဖြင့်ပရိသတ်သုဘနဲ့နိဗ္ဗာန်ကိုရှင်းအောင်ပြောဖို့နားလည်ဖို့အလုံးကိုခက်တယ်။ဒါလူတိုင်းအများစုကိုခြုံပြောတယ်နော်အများစုကိုခြုံပြောတာ။အဲ့ဒီအချိန်လေးမှာမျက်စောပြားစိတ်ထဲမှာဘာဖြစ်သွားတော့ဆိုဒီတရားတွေကအလုံးနဲ့တော့ငါဟောလေပဲ သိကြမှာမဟုတ်ပါဘူးဟောလည်းငါပင်မယုံပဲရှိမှာပါဆိုလိုတာကပင်မမခံခြင်းလို့ပြောတဲ့တကားမျိုးမဟုတ်နားမလဲမှာမဟုတ်နားမလဲတာတွေလုံနေရဲ့ပင်မမှာပဲလို့ဒီလိုတွေးတဲ့အတွေ့အကြုံအဲ့ဒီတွေးလိုက်တဲ့အချိန်လေးမှာရသော်ဘုရားတရားကိုနာဖို့မျောလင်းနေတဲ့သာမတိပြမကြီးကသိပြီးချက်ချင်းလျှောက်တာအမှန်ရသော်ဘုရားစိတ်ထဲမှာတရားရဲ့လေးနဲ့မှုသူဟောရမဲ့ပုဂ္ဂိုလ်တွေလူတွေရဲ့ခံယူနိုင်တဲ့စွမ်းရည်ဒီနှစ်ခုကိုနှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာ တရားသိနေတယ်လူတွေကကာမဂုဏ်အယုံနဲ့ပြောတဲ့စိတ်တွေများနေတယ်ငါဟောလဲနားလဲပါမလားဆိုတဲ့အတွေးလေးမှလာပြီးတော့ရှောက်တာတချို့ကတော့စောရကတက်ချင်တယ်ဘာမီးဖြေတော့ကတရားဟောဖို့ဖြေတာဘာဖြစ်လို့ခုမှဒီတရားမဟောတော့ပါဘူးလို့ဖြေရတယ်လေလို့ပါတော့မဟုတ်ဘူးဒါလူသဘာဝကို နားမလည်လို့စောရကတက်တမိတာခက်ခဲတဲ့အရာတစ်ခုဆိုလို့ရှိရင်လူတိုင်းလူတိုင်းဟာဒီလိုပဲစဉ်းစားမှာပဲ နော်ကိုလည်းစဉ်းစားခက်ခဲတဲ့ဟာကိုတပြက်ပြက်ပြက်ဟိုဆိုစဉ်းစားမှာပဲဒါလူတော်ပါပဲရသော်ဗျာလည်းလူသားပဲလေအဲ့လိုစဉ်းစားလိုက်တဲ့အချိန်ပိုင်းလေးပါဒီမှာရရလာပြီးတော့တောင်းပန်တော့ရသော်ဗျာတည်တည်ချာချာလေးလာပြီးတော့ခုနကတော့တရားရဲ့သဘောလူတွေရဲ့ general point အနေအထားကိုကြည့်ရင်ဟုတ်တယ်သို့တော့တချို့ သိပညာထမြက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်။ပြောရင်နားလည်နှောင်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာအသေးစိတ်လေ့လာတဲ့အခါကျတွေ့လာ။ရှားခိုင်နှုံးတော့မများဘူးဒါပေမဲ့နားလည်ပဲပုံ။ဘဝိတ္တန္တိဓမ္မတာအညတတော်တရားကိုနားလည်ပဲပုဂ္ဂိုလ်တွေရှိတယ်ဆိုတာမနာရရင်သူတို့အတွက်ဆွေးရုပ်သွားနိုင်တယ်ဆိုတာ။ရသော်ကြကိုယ်တိုင်သိသွားတာ။သိတဲ့နဲ့ကျွန်မကြီးကလည်းတောင်းပန်တယ်။ရသော်ပြာကိုယ်တိုင်ကလည်းဆုံးဖြတ်ချက်နဲ့စတင်ပြီးတော့တရားဟောတာပေါ့။